မင်္ဂလာပါခင်ဗျာဒီမိုကရက်တစ်ပရက်စ်ရဲ့ကမ္ဘာရေးရာသတင်းအစီအစဉ်ကနေနားဆင်နေကြတဲ့နော်မပိတတ်ပေါင်းကိုနေခေစာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ဇွန်လ30ရက်နေ့ကိုကမ္ဘာထွန်းခွန်းကရေးကြီးဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတွေနဲ့စတင်လိုက်ရအောင်ပါခင်ဗျာတရုတ်တိတော့ကိုဝယ်ယူဖို့အတွက်အမေရိကန်ကအသေးအံဂျိုးပန်းနေတဲ့သတင်းကိုတင်ဆက်သွားပါမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က TikTok ရဲ့အမေရိကန်လုပ်ငန်းတွေကိုဝယ်ယူဖို့အတွက်ချမ်းသာတဲ့ယင်းနှိမ့်ငွေတွေပါဝင်တဲ့အခွင့်အရေးအသင့်ရှိနေပြီလို့ကြေညာလိုက်ပါတယ်။အဲ့ဒီဝယ်ယူမဲ့သူတွေရဲ့နာမည်တွေကိုလာမဲ့တပတ်တွင် ထုတ်ပေါ်နိုင်နိုင်မယ်လို့လည်း Trend ကပြောပါရဲ့။ Trend က TikTok အမေရိကန်လုပ်ငန်းမြဲဆွယ်တည်ပြီးပုံတက်ရောက်မှုရှိနေတယ်ဆိုတာကိုလည်းဝန်ခံခဲ့ပါတယ်။2024သမရရေကောက်ပွဲကာလအတွင်းသူနဲ့လူငယ်တွေကြားဆွဲဆောင်မှုတိုးလာတာ TikTok ကြောင့်ဖြစ်တယ်လို့သူက ပြောပါတယ်။ Post New ရဲ့ interview တခုမှာခရန့်က TikTok အတွက်ဝယ်သူတူစီပြီးသားပါလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ဟာတရုတ်နိုင်ငံရဲ့ခွင့်ပြုချက်လိုအပ်နိုင်ပွဲ ရှိတယ်လို့လည်းသူကဖြည့်ဆွတ်ခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းပင်ကဒီသဘောတူညီချက်ကိုထောက်ခံလိမ့်မယ်လို့လည်းခရန့်ကမျှော်လင့်နေပါတယ်။ TikTok ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Aidensa ဘေကျင်းခြေစိုက်ကုမ္ပဏီဖြစ်ပြီး app ရဲ့ ကမ္ဘာသုံးဆိုင်ရာလုပ်ငန်းတွေကိုထိန်းချုပ်ထားစေပါဒီနေ့စောပိုင်းမှာ TikTok ရဲ့ American လုပ်ငန်းတွေကို America ပိုင်ဆိုင်မှုဖြစ်ပြန်ဖွဲ့စည်းဖို့သဘောတူညီချက်တစ်ခုရရှိဖို့ကြီးစက်ခဲ့ပူပါတယ်အဲ့ဒီစီမံကိန်းမှာ TikTok ကို American ခြေစက်ကုမ္ပဏီအနေနဲ့ပြောင်းလဲပြီးပြည်ရင်းရင်းနှီးမြှုပ်နှံမှုတွေကထိန်းချုပ်တာပေါင်းခဲ့ပါတယ်ဒါပေမဲ့ Trump ကတရုတ်သွင်းကုန်တွေပေါ်အခွန်အသစ်တွေပြင်ညာပြီးရန်နှင်းငယ်ကြမှာတရုတ်နိုင်ငံက ခွင့်ပြုမှာမဟုတ်ဘူးလို့အချက်ပြခဲ့တာကြောင့်အဲ့ဒီလိုမလဲစီနှောင့်ယှဉ်ခဲ့တာဖြစ်ပါတယ်။ဒီလိုတားဆီးတွေရှိခဲ့ပြီးမဲ့ထရန့်ဟာရောင်းချဖို့နောက်ဆုံးထားရက်ကိုအကြေကြေတိုးမြှင့်ပေးခဲ့ပါတယ်။ထရန့်ဟာအရင်တုန်းက TikTok ကိုပိတ်ပင်ဖို့ဒါမှမဟုတ်ရောင်းချခိုင်းလို့စူးစမ်းခဲ့ပြီးမဲ့အခုတော့ပိုပြီးပြူတော်ဆောင်နဲ့ရက်တီချက်တွေကိုပြောင်းလဲကျင့်သုံးနေတာကိုတော့တွေ့ရပါတယ်။ နောက်တော့အနေနဲ့အမေရိကန်ရဲ့ဖိအားပေးမှုကြောင့်နက်ထန်ယာဟုရဲ့အောက်ကိလိုက်စားမှုတရားစီရင်ရေးကြားနာပွဲကိုအစ္စရေးတရားရုံးကရွှေ့ဆိုင်းလိုက်ရတဲ့တဲ့ရင်ကိုတင်ဆက်သွားပါမယ်။ဂျေရုဆလင်ခရိုင်တရားရုံးဟာအစ္စရေးဝင်ကြီးချုပ်ဘင်ဂျမင် နက်တန်ယာဟုရဲ့ကြာမြင့်နေပြီဖြစ်တဲ့အောက်ကိလိုက်စားမှုတရားစီရင်ရေးအတွက်ဒီပတ်ရဲ့ကြားနာပွဲကိုရွှေ့ဆိုင်းလိုက်ပါတယ်။နက်တန်ယာဟုက တန်တမန်ရေးရာနဲ့လွန်ဆိုရေးဆိုင်ရာအကြောင်းပြချက်တွေနဲ့ရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့တာဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းထောက်ခံခဲ့ပါတယ်။ Australian ကဝန်ကြီးချုပ်နက်ကန်ယာဟူရဲ့အဂရီလက်စားမှု သူ့ရဲ့ထပ်ဆိုချက်ပေးရမယ့်ရက်ကိုရွှေ့ဆိုင်းလိုက်တယ်လို့တနင်္လာနေ့မှာသုံးပြချက်ထုတ်ပြန်ခဲ့ပါတယ်။နက်ကန်ယာဟူရဲ့ရှေ့နေတွေကအီရန်နဲ့အဖြစ်ခံရဆဲပြီးနောက်လွန်ဆိုရေးဆိုင်ရာကိစ္စရပ်တွေကိုအာယုံစိုက်နှံမှုတွေ လာမယ့်နှစ်ပတ်အတွင်းမှာထွက်ဆိုချက်ပေးဖို့ကင်းလွတ်ခွင့်ပြုဖို့တရားရုံးကိုတောင်းဆိုခဲ့တာပါအဲ့ဒီအချိန်မှာကာဇာမှာလည်းအစ္စရေးတစားကန်တွေရှိနေပြီးတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေလို့ဖြစ်ပါတယ်စစ်နေတွေကတော့ဝန်ကြီးချုပ်အနေနဲ့သူ့ရဲ့အချိန်နဲ့စွမ်းရည်အားလုံးကိုလက်ရှိနိုင်ငံရေးမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးဆိုင်ရာကိစ္စရပ်တွေတဲ့နှုတ်နှံဖို့လိုအပ်တဲ့လိုအပ်ချက်တွေကိုပြသနိုင်ဖို့နက်တန်ယာဟူရဲ့အချိန်စရာကိုတရားရုံးစီကိုပြသခဲ့ပါတယ် တရားရုံးဟာရှေ့နေရဲ့တောင်းဆိုမှုကိုပထမပိုင်းမှာပယ်ချခဲ့ပြီးမဲ့ဝင်ကြီးချုပ်စစ်ထောက်လိုင်းရဲ့ကြီးကဲနဲ့ Monster Agency တို့ရဲ့ငင်းခုံမှုတွေကိုကြားနာပြီးနောက်မှာဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့တယ်လို့ဖော်ပြထားပါတယ်။သမရဖရန်ကတော့ဒီဆွဆွဲချက်တွေကိုစုံမလိုက်ရှာမှုလို့ဖော်ပြခဲ့ပြီးတရားစီရင်မှုကိုချက်ချင်းရပ်တန့်တင်တယ်။ဒါမှမဟုတ် Great Hero တယောက်ကိုလူငယ်ချမ်းသာပေးတဲ့နေလို့ပြောခဲ့ပါတယ်။စနေနေ့ကသူ့ရဲ့ Truth Social platform မှာလည်းအမေရိကန်ပြည်ထောင်စုကဒီလိုဆက်လက်တရားစွဲဆိုနေတာကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ထပ်ပြီးရေးသားခဲ့တာကြောင့်နက်တန်ယာဟုကနေပြီး X မှာဂျေဇုတင်စကားပြန်လည်ရေးသားခဲ့ပါတယ်။ Israel တိုက်ခိုက်ကောင်းဆောင်ကတော့ဂျာဇာရီတွေက Trump ကိုဝေဖန်ခဲ့ပြီးလွတ်လပ်တဲ့နိုင်ငံရဲ့တရားစင်ရေးမှာဝင်ရောက်မဆွတ်ဖက်တင်ဘူးလို့ပြောခဲ့ပါတယ်။ဟုတ်ဒီကိစ္စတွေကိုမြင်းဆိုထားပြီးရော ူ့ရဲ့ထောက်ခံသူတွေကတော့ဒါနိုင်ငံရေးကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်ပထမမှုမှာသူနဲ့သူဇနီးစာရာတို့ကနိုင်ငံရေးညံ့တာပေးမှုအတွက်ဘီလီယံနာရီစီကနေပြီး secret လောက်ဝေးရတနာနဲ့ဆမ်ပိန်လို့သင်္ကန်းပစ္စည်းဒေါ်လာ2600ကျော်တန်ဖိုးရှိတာကိုလက်ခံနေလို့ဆွဆွဲခံထားပါတယ်နောက်ထပ်နှမှုကတော့ Israel media နှစ်ခုကနေပြီးသူ့အတွက်ပို့ပြီးတော့မျက်နှာသာပေးတဲ့သတင်းဖော်ပြမှုတွေရရှိနိုင်ကိုကြိုးပမ်းခဲ့တယ်လို့ဆွဆွဲခံထားရတာပါ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အသက်16နှစ်ရောက်ဂျော်ဒန်ဘတ်စကတ်ဘောအသင်းကနေပြီးတော့အစ္စရေးနဲ့ရှင်ပြိုင်ကစားဖို့ညှင်းဆန်လိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ပြသွားပါမယ်။ဂျော်ဒန်နိုင်ငံကအသက်16နှစ်ရောက်ကမ္ဘာဘတ်စကတ်ဘောချန်ပီယံရှစ်ပြိုင်ပွဲမှာအစ္စရေးအသင်းနဲ့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်ကိုညှင်းဆန်ခဲ့ပါတယ်။ဒီလိုမမျှော်လင့်တဲ့ဆုံးဖြတ်ချက်ကြောင့်ဂျော်ဒန်အသင်းဟာနည်းပညာရကဂိုးမရှိနှစ်တုံညနဲ့အရှုံးပေးလိုက်ရတဲ့သဘောမျိုးဖြစ်ပါတယ်။ ဂျော်ဒန်ဘတ်စကတ်ဘောအဖွဲ့ချုပ်ကတော့နိုင်ငံတကာဘတ်စကတ်ဘောအဖွဲ့ချုပ်ကိုသူတို့ရဲ့အသက်16နှစ်အောက်အသင်းအစ္စရေးနဲ့ရှင်ပြိုင်ကစားဖို့ကိုရင်းဆိုင်တယ်လို့တရားဝင်ကြောင်းကြားခဲ့ပါတယ်။ဂျော်ဒန်အသင်းဟာပွဲကစားဖို့ကွင်းလွှဲကိုမဝင်ခဲ့တာကြောင့်နိုင်ငံတကာဘတ်စကတ်ဘောအဖွဲ့ချုပ်က အစ္စရေးအသင်းကို အနိုင်ပေးခဲ့ပါတယ်။ရလန်နေနဲ့ဂျော်ဒန်အသင်းရဲ့မှတ်တမ်းဟာရှုံးပွဲနှစ်ပွဲနိုင်ပွဲမရှိသည့်အထိကြာဆင်းသွားပြီးအောက်ဆုစီမှာအောက်ဆုံးနေရာကိုရောက်ရှိသွားခဲ့ပါတယ်။ တဖက်မှာတော့အစ်ဆွေတင်ကအဲ့ဒီခြေနေကိုအပြည့်အဝအခွင့်ကောင်းယူနိုင်ခဲ့ပြီးနိုင်ပွဲနှစ်ပွဲဆုံးပွဲမရှိမှတ်တမ်းအထိတိုးတက်လာခဲ့ပါတယ်။သူတို့ကခုဆိုရင်အုပ်စုစီမှာထိဆုံးနေရာကိုရယူလိုက်ပြီးဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်ကုမ္ပဏီဘရာဇီးကိုဘီလျံနဲ့ချီပြီးယင်းနှိမ့်နှံဖို့ဂျိုးပန်းနေတဲ့သတင်းကိုဖော်ပြထားပါမယ်။ကျုပ်နီးပညာနဲ့လက်လီကုမ္ပဏီကြီးတွေကပြည်တွင်းမှာပြိုင်ဆိုင်မှုကင်းထန်လာတာနဲ့ တင်းကျပ်တဲ့စင်းရဲစည်းကမ်းတွေကြောင့်ကြီးထွားမှုနှေးကွေးလာတာကြောင့်နိုင်ငံတကာဈေးကွက်တွေပို့ပြီးတော့မျက်စိကျလာနေတဲ့အနေအထားဖြစ်ပါတယ်။ Give Care Dragonomic ကစားသောက်သူဆိုင်ရာလီလာဆန်းစစ်သူအာနန်ကမေတွန်ရဲ့တရုတ်နိုင်ငံအတွင်းစားသောက်ပို့ဆောင်ရေးလုပ်ငန်းတွေဟာရွှေခေတ်ကုန်ပြီလို့ပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အကြီးဆုံးအစားအသောက်ပို့ဆောင်ရေး platform ဖြစ်တဲ့မေတွန်က ဘရာဇီးမှာလုပ်ငန်းတွေစတင်ဖို့ဒေါ်လာထရီလီယံရင်းနှီးမြှုပ်နှံသွားမယ်လို့မေလကလေးကကြေညာခဲ့ပါတယ်။ဒါ့အပြင်ထင်ရှားတဲ့တရုတ်နိုင်ငံကအမြန်စာအစားတော့ဆိုင်ကွယ်မစ်ဆူးကလည်းဘရာဇီးမှာထောင်နဲ့ချီရဝင်နှန်းလေးခန့်သွားဖို့ပြင်ဆင်နေပါတယ်။နာမည်ကြီးတရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းထင်မှုကတော့2024ခုနှစ်ဇွန်လမှာဘရာဇီးမှာပုံပစ္စည်းတွေစတင်ရောင်းချနေခဲ့ပြီဖြစ်ပါတယ်။ ဒီချက်ထွင်မှုတွေကအမေရိကန်မူဝါဒအပြောင်းလဲတွေကြောင့်တရုတ်ကုမ္ပဏီရင်ဆိုင်နေရတဲ့တက်ရောက်မှုတွေနဲ့အတူဖြစ်ပေါ်လာတာပါ။ထရန့်ဆိုရကဒေါ်လာ800ရောင်းဟိုအဲ့ထက်နည်းတန်ဖိုးရှိတဲ့ပစ္စည်းတွေကို အခွန်လို့တင်သွင်းခွင့်ပြုရဲ့ကင်းလွတ်ခွင့်ကိုမိလာခဲ့ရရပ်ဆိုင်းလိုက်ပါတယ်။ဒီပြောင်းလဲမှုဟာဒီမူးနဲ့ရှိုင်းရီကျုပ်အီကုံတယ်ရီလွန်မောင်းတွေတက်ရောက်မှုရှိခဲ့ပါတယ်။အမေရိကန်နဲ့လက်ရှိဖြစ်ပွားနေတဲ့ကုန်သွယ်တင်းမာမှုတွေ ထရန့်ကတရုတ်ကွန်မစီတွေပေါ့အခွန်စည်းကြက်မှုတွေကတရုတ်ကုမ္ပဏီတွေကိုပြပကိုချဲ့ထွင်ဖို့တဲ့အဓိကလှုံ့ဆော်မှုတွေဖြစ်စေပါရဲ့တူးချင်းကုမ္ပဏီရဲ့လှုပ်ဆောင်မှုတွေပြင်ပုံမိုကျေပြန့်တဲ့ဘာဗျူဟာမြောက်လှုပ်ရှားမှုတွေလည်းရှိပါတယ်။မေလမှာတရုတ်ကုမ္ပဏီဟာဘရာဇီးမှာဒေါ်လာ၄.၈ဘီလီယံလောက်ဇင်းနီမြုပ်နှံမှုကိုခရီးပြုခဲ့ကြပါတယ်။အဲ့ဒီဇင်းနီမြုပ်နှံမှုတွေတဲမှာမော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ ပြန်လဲပြဖြိုးမဲ့စွမ်းရင်လိုကံဓာတ်တွေအာပြတ်မှတ်ထားခံထားရပါတယ်တရုတ်နိုင်ငံအတွက်ဘရာဇီးရဲ့ပထဝီနိုင်ငံရေးရေးပါမှုကို မေလာကတရုတ်သမ္မတရှီကျင်းရင်ကဘရာဇီးသမ္မတအပါအဝင်လက်တင်အမေရိကခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုကနေပြီးတော့ညီမောင်းထုတ်ပြခဲ့ပါတယ်ဒီလိုထိတ်တန့်ဆင့်တွေ့ဆုံဆွေးနွေးမှုကဒေတာတွင်းစီးပွားရေးဆက်ဆံရေးကိုခိုင်မာအောင်တည်ဆောက်ဖို့အတွက်တရုတ်ရဲ့မဟာဗျူဟာမျိုးစိတ်ဝင်စားမှုကိုပြသနေပါတယ် အီရန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးကနေပြီးတော့အမေရိကန်နောက်ထပ်တိုက်ခိုက်မှုတွေမလုပ်မှဆွေးနွေးပဲပြန်ဆနိုင်မယ်ဆိုတဲ့သတင်းနဲ့ညီကုန်းချုပ်ပြလေအီရန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးမတ်စတက်ဂါဗန်ဂျီက BBC သတင်းဌာနကိုပြောကြားခဲ့တာကအမေရိကန်အနေနဲ့တန်တမာရေးရဆွေးနွေးပွဲတွေပြန်ပြီးစတင်ခြင်းနဲ့ဆိုရင်အီရန်ကိုနောက်ထပ်စစ်ရေးတိုက်ခိုက်မှုတွေမလုပ်တော့ဘူးလို့တွေးကြကြပြောရမယ်လို့ဆိုပါတယ် ရော်ဘန်စီကထရန့်ဆိုရဟာဂျာခန်တွေကနေအီရန်နဲ့ဆွေးနွေးမှုတွေပြန်ဆကျင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဆွေးနွေးနေစီမှာ နောက်ထပ်တက်ခိုက်မှုတွေလုပ်မှာလားမလုပ်ဘူးလားဆိုတဲ့အရေးအလွန်အရေးကြီးတဲ့မေးခွန်းပေါ့။သူတို့ရဲ့ရည်ရည်ချက်ကိုရှင်းရှင်းလင်းလင်းမပြောကြားသေးဘူးလို့လည်းဆိုပါတယ်။ဂျွန်နာ73ရက်နေ့ကစတင်ခဲ့တဲ့အစ္စရေးရဲ့စီးရေးလှုပ်ရှားမှုကြောင့်နှစ်ရက်ကြာမတ်စကတ်မှာကျင်းပဖို့ဆွေးနွေးထားတဲ့ဆွေးနွေးပွဲကြီးပြပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းမှာတော့အမေရိကန်ကအီရန်နျူကလ িয়ার စကန်တုံးကိုဘုံကျဲတိုက်ခိုက်ခဲ့ရကြအစ္စရေးအီရန်ပြည်ပခါမှာဒိုင်းရဲ့ပါဝါပတ်သက်လာခဲ့ပါတယ်။ရော်ဘန်စီကအီရန်ဟာငြိမ်းချမ်းတဲ့ရဲချက်တွေအတွက်ရူနီယန်ကိုကြွယ်ဝအောင်ဆက်လက်လှုပ်ဆောင်ခွင့်ကိုအခိုင်အမာတောင်းဆိုသွားမယ်လို့ပြောပါရယ်။အီရန်ဟာလို့ဝတ်စွာနျူကလ িয়ার မုန်းထုတ်လုပ်နေတဲ့ဆိုရဲဆိုဆဲချက်တွေကိုလည်းသူကပယ်ချခဲ့ပါရယ်။ ေကတော့ဂျွန်လ73ရက်နေ့ကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးစခန်းတွေတိုက်ခတ်ခဲ့ပြီးစစ်ကောင်းဆောင်တွေနဲ့သိပ္ပံပညာရှင်တွေကိုလည်းလုတ်ကြံတက်ဖြတ်ခဲ့ပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်တိစောက်ဖို့ရည်စက်နေပြီလို့အစ္စရေးကနေပြီးအကြောင်းပြခဲ့တာပါ။အီရန်ကလည်းအစ္စရေးကိုဒုံးကျည်တွေနဲ့တုံ့ပြန်တိုက်ခတ်ခဲ့ပါတယ်။တနည်းအားတိုက်ပွဲတွေအတွင်းမှာအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်း၃ခုဖြစ်တဲ့ဟော်ဒိုနာတန်စ်နဲ့အီဖာဟန်တို့ကိုပုံကျဲခဲ့ပါတယ်။ တမလာထရမ်ကတော့ထောက်လန်းရေးသတင်းတွေအရအီရန်ဟာစိုးရိမ်ရတဲ့အဆင့်ထိယူရေနီယံကျော်ဝအောင်လုဆောင်မယ်ဆိုရင်အီရန်ကိုခတ်ပြီးပုံကျဲဖို့စဉ်းစားမယ်လို့ပြောကြားခဲ့ပါတယ်။ဘာကန်ကြီးကတော့အမေရိကန်ကပြန်လည်ဆွေးနွေးညီလို့မှနောက်ထပ်ရန်သူတဲ့လို့ရက်တွေရင်တွေးရအောင်မှလားဆိုတဲ့အရေးကြီးတဲ့မေးခွန်းကိုရှင်းရှင်းလင်းလင်းဖြေဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာယူရေနီယံ60ရာခိုင်နှုန်းထိကျော်ဝအောင်လုဆောင်တာအပါအဝင် ်ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေကိုပြတ်ပဲဖြစ်တယ်လို့သူကထပ်ပြီးပြောပါတယ်ဒီကနေ့ဂျွန်လ30ရက်နေ့အတွက် Democratic Press ရဲ့ကမ္ဘာ့ရေးရာသတင်းအစီအစဉ်ကိုဒီမှာပဲညီကုန်းချိုးလိုက်ပါပြီခင်ဗျာ Democratic Press အနေနဲ့မြန်မာပြည်သက်တွေအတွက်ကမ္ဘာ့ရေးခင်းလို့တိကျစွာနဲ့အချိန်နဲ့တွေ့ရင်ပြင်ဆက်ပေးနေဖို့စူးစမ်းနေပါတယ်နာဆင်ကြည့်ရှုပေးခဲ့ပေးသက်ပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါဦး